နေစင်မနဲ့ဒေသနာစီစဉ်ကနေအားလုံးကိုယေရှုနာမအားဖြင့်တဖန်ပြန်လဲကြိုဆိုနှုတ်ခွန်းဆက်တလိုက်ပါတယ်ဒီကနေ့မနဲ့အားလုံးနဲ့အတူတူကခံယူတိဆောက်သွားမဲ့နှုတ်ကပတ်တော်ခေါင်းစဉ်လေးကတော့၃ပါးသစုဖရာသခင်အကြောင်းအချင်းချုံဖြစ်ပါတယ်၃ပါးသစုဖရာသခင်ဆိုတာကိုလုံးတစ်ခုနဲ့ခေါင်း၃လုံးရှိနေတာမဟုတ်တလို့ပုပ်ကို၃ပါးကကိုလုံးတစ်ခုထဲမှာ ပေါင်းဆက်ပြီးမှကြောချင်းကက်နေတာမဟုတ်ပါဘူး သုံးပါးတဆူဘုရားသခင်ဆိုတာခမီးတော်ဘုရားတားတော်ဘုရားတန်ရှင်တော်ဝိညာဉ်တော်ဘုရားသုံးပါးလုံးဟာဘုရားသခင်ဖြစ်ပြီးတော့မှတလုံးတဝဖြစ်ခြင်းကိုဆိုလိုတာဖြစ်ပါတယ်အဲ့ဒီဟာကိုယုံကြည်တာဖြစ်ပါတယ်ဒါကို သုံးပါးတဆူလို့ခေါ်တာဖြစ်ပါတယ်အခုကျွန်တော်တို့ကြိုင်နေတဲ့တမန်ကျမ်းစာထဲမှာတော့သုံးပါးတဆူဆိုတဲ့ဒီသုံးပါးတဆူဆိုတဲ့စကားလုံးကိုတော့ရှာလို့မတွေ့ဘူးနော်ဒါပေမဲ့ဘုရားသခင်ဟာတဆူတီးတော့ဘုရားသခင်ဖြစ်ပြီးတော့မှ ဒီတဆူတီးတော့ဖျားမှာ၃ပါပါဝင်ကြောင်းတမာချန်းစာတအုပ်လုံးထဲမှာအများကြီးပေါ်ပြထားတာကျွန်တော်တွေ့ရတာဖြစ်ပါတယ်။တနည်းအားဖြင့်၃ပါတဆူကိုလက်မခံတဲ့သူတိုင်းဟာအယူလွဲပါလို့အခြေခံအနေနဲ့သတ်မှတ်လို့ရပါတယ်။အဲ့လိုခံယူလို့ရပါတယ်။ဒါကြောင့်ဒီကနေ့မနက်မှာ၃ပါတဆူအကြောင်းကိုအခြေခံအနေနဲ့တမာချန်းစာရဲ့အရေးကြီးတဲ့ကြမ်းချက်တချို့ကိုပေါ်ပြရင်မှနည်းနည်းလေးရှင်းပြသွားမယ်။ပထမအဦးဆုံးအပိုင်းတစ်ပိုင်းရှင်းပြချင်တာကဖျားသခင်ဒီတဆူတီးတော့ဖျားသခင်ဖြစ်တယ်။ ဘုရားသခင်ဟာတဆူတီးတော့ဘုရားသခင်ဖြစ်ကြောင်းတမာချန်းစာ10နေရာလောက်မှာပေါ်ပြတယ်နော်ကျွန်တော်အရေးကြီးတဲ့ကျမ်းချက်နှစ်ချက်ဖတ်ပြမယ်နံပါတ်1တရားဟောရာကျမ်းအခန်းကြီး6အငယ်4အေးတေလအမျိုးနားထောင်လောငါတို့ဤဘုရားသခင်ထာဝရဘုရားသည်တဆူတီးတော့ထာဝရဘုရားဖြစ်တော်မူ၏တဆူတီးတော့ဖြစ်တယ်ဘုရားကဒုတိယကျမ်းချက်ဖတ်ပြမယ်ရှင်ယုဒအခန်းကြီး1အငယ်25တမာတိကျမ်းမှာငါတို့ကိုကေတင်တော်မူသောအရှင် တသုတီတော်ဖရာသခင်ဒီဆိုမှအဲ့မှာတသုတီတော်ဖရာသခင်လို့ပြန်ဖော်ပြတယ်။ဒါကြောင့်ကျွန်တော်တို့ကိုးကွယ်နေတဲ့ဖရာသခင်ဟာတသုတီတော်ဖရာသခင်ဖြစ်တယ်။အခုဖတ်သွားတဲ့ကျမ်းချက်ပဲပဲကောက်မလဲတခြားအများကြီးရှိသေးတယ်တော့ကျမ်းချက်တွေဖရာသခင်ဒီတသုတဲဖြစ်တယ်တသုတဲဖြစ်တယ်ဆိုတာဒီတမန်ကျမ်းစာထဲမှာအများကြီးဖော်ပြတယ်။ဒါကြောင့်ပထမအဦးဆုံးအနေနဲ့ကျွန်တော်တို့နားလည်ရမှာကယုံကြည်ရမှာကလက်ခံရမှာကဖရာသခင်ဒီတသုတီတော်ဖရာသခင်ဖြစ်တယ်။ဒါပထမအပိုင်းဒုတိယအပိုင်းအနေနဲ့ရှင်းပြချင်တာက အဲ့ဒီတဆူတီးတော့ဖရာသခင်မှာပဲ၃ပါးဖြစ်တည်နေတယ်ဆိုတာကျွန်တော်တို့ကျမ်းစာအရရှင်းရှင်းလင်းလင်းသိရတယ်၃ပါးတဆူဆိုပြီးတော့ပြောတဲ့အခါမှာအဲ့ဒီတဆူတီးတော့ဖရာမှာ၃ပါးပါလို့၃ပါးတဆူလို့ပေါ်ပြတာဒါကြောင့်ကျမ်းစာထဲမှာ၃ပါးတဆူဆိုတဲ့စကားလုံးမရှိပေမဲ့၃ပါးတဆူရဲ့ဖြစ်တည်ခြင်းအပြည့်အဝရှိတယ်တဆူတီးတော့ဖရာသခင်၃ပါးပါဝင်တယ်ဒါကြောင့်၃ပါးတဆူလို့ကျွန်တော်တို့ယုံကြည်တာဖြစ်ပါတယ် ၃ပါးပါဝင်တာဘယ်ကျမ်းချက်တွေမှာပေါ်ပြရလဲကျွန်တော်အခုဖတ်မဲ့ကျမ်းချက်တွေကိုအတိမတ်ထားပါအင်မတန်အရေးကြီးတဲ့ကျမ်းချက်၃ချက်ဖတ်ပြမယ်နော်နံပါတ်၁နှစ်ကောခန်းကြီး73အငယ်74မှာ၃ပါးတစုဖရာတခင်အဲ့မှာရေးထားတယ်တခင်ယေရှုခရစ်ယေရှုတော်တဲ့ဖရာတခင်ရဲ့မေတ္တာတော်တဲ့တန်ရှင်တော်ဝိညာဉ်တော်ကြီးမေတ္တာဟာရတဲ့ရှင်ပေါလုကကောရိန္သုအသင်းတော်ကိုကောင်းချီးပေးတဲ့အခါမှာ၃ပါးတစုဖရာတခင်နာမနဲ့ကောင်းချီးပေးတယ် ဒါကြောင့်ဒီကနေ့ကျွန်တော်တို့အသင်းတော်တွေအမှုတော်ဆောင်တွေတိတ်ခါတော်ရဆရာတွေလက်တင်ဆရာတွေကောင်းချီးပေးတဲ့အခါမှာလည်း၃ပါးသစုဖရာနာမနဲ့ကောင်းချီးပေးနေရတာပေါ့ခမီးတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်နာမနဲ့လူတွေကိုဗတ္တိဇံပေးတဲ့လူတွေကိုကောင်းချီးပေးတယ်ဒါကတမာကျမ်းစာထဲက၃ပါးသစုအကြောင်းကိုဖော်ပြထားတဲ့ခိုင်မာတဲ့ကျမ်းချက်ဖြစ်ပါတယ်ဒုတိယတစ်ခုကမတ်သေးခန်းကြီး28အငယ်16မှာတင်တို့တွား၍လူမျိုးတကာတို့ကိုငါတပည့်ဖြစ်စီလေခမီးတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်၏နာမ၌ဗတ္တိဇံကိုပေးကြလော့ ဒီမှာတွေ့လား၃ပါးတဆူ၃ပါးတွေ့လား၃ပါးအခုနဖတ်သွားတဲ့ကျမ်းချက်ကတဆူသီးတော့အခုက၃ပါးတွေ့လား၃ပါးသခင်ယေရှုခရစ်တော်ကတပည့်တော်တွေကိုမဟာစေစားချက်ပေးတဲ့အခါမှာယုံကြည်လာတဲ့သူရှိတဲ့အခါမှာတဲ့ခမီးတော်တားတော်တန်ရှင်တော်ဝိညာဉ်တော်နာမ၌ဗတိဇံကိုပေးပါတဲ့ဘာလို့ဒီနာမ၃ခုကိုတန်းနဲ့ထားထားလဲဆိုတော့တဆူတီတော့ဖရားမှာ၃ပါးပါဝင်လို့ဖြစ်ပါတယ်ဟာလေလုယာနားလေနိုင်တဲ့ဉာဏ်ပညာတန်ရှင်တော်ဝိညာဉ်တော်ပေးပါစေ။ နောက်ဆုံးကြမ်းချက်တစ်ချက်ဖတ်ပြအောင်မယ်။တိယောခန်းကြီး၅အငယ်ခွန်မှာတိယောခန်းကြီး၅အငယ်ခွန်မှာတို့ဖြစ်ရင်ကောင်းကင်ဘုံ၌ခမီးတော်တပါးနှုတ်ကပတ်တော်တပါးတန်ရှင်တော်ဝိညာဉ်တော်တပါးတတ်သေးခံ၃ပါးရှိ၍ထို၃ပါးတို့သည်တလုံးတဝတဲ့ဖြစ်တော်မူ၏။ဒီကြမ်းချက်ကိုတခြားဘာသာပြန်ကြမ်းမှာအသွေးနဲ့ရေနဲ့ဘာသာပြန်တယ်နော်။ဒါပေမဲ့ဆရာယူဒတန်ဘာသာပြန်တဲ့နေရာမှာ၃ပါးတစုတလုံးတဝထဲလို့ဘာသာပြန်တာ။ ကျွန်တော်ကတော့ဆရာယူသတန်ဘာရာပြောင်းချမ်းကိုပူနစ်တတ်တယ်ပူမှန်တယ်လို့အလိုခံယူတယ်ဆရာယူသတန်ကဘာရာပြန်တာ၃ပါးတဆူကိုပေါ်လွင်အောင်ဘာရာပြန်တာနော်ဒီမှာကြည့်တေရောခန်းကြီးငါအငယ်ခွန်ကိုတေချာတော့ဖတ်ကြည့်ခမီးတော်တပါတဲ့နှုတ်ကပတ်တော်တပါနှုတ်ကပတ်တော်ကဘာလုပ်လဲသခင်ယေရှုခရစ်တော်ပြောတာလေအင်တန်ရှင်တော်ဝိညာဉ်တော်တပါတဲ့ရှင်းနေတာပဲခမီးတော်တပါနှုတ်ကပတ်တော်တပါတန်ရှင်တော်ဝိညာဉ်တော်တပါတဲ့ဒီ၃ပါးဟာတဲ့တလုံးတဝတဲ့ဖြစ်တယ်တဲ့ တချို့ကသုံးပတ်တဆူဆိုတဲ့စကလုံးကိုမသုံးချင်ကြအောင်တော့တလုံးတဝကိုပဲသုံးချင်ကြတယ်အဲ့လိုလဲရပါတယ်သုံးပတ်တဆူရဲ့ယုံကြည်ခြင်းကသုံးပတ်တလုံးတဝရဲ့ခံယူချက်နဲ့အတူတူပါပဲအတူတူပါပဲဒါကြောင့်ဒီနေရာမှာသုံးပတ်တွေ့ပြီလားတွေ့ပြီလားတွေ့ပြီဆိုလို့ရှိရင်တော့ဒါဂျေဇုတော်ချီးမွမ်းရမယ်နောက်ပြီးတော့မှသခင်ယေရှုခရစ်တော်လူစားတိခိုင်မှာအာဗတ္တိဇံယောဟန်စီမှာဗတ္တိဇံခံတဲ့ခါမှာရေထဲမှာတားတော်ယေရှုတန်ရှင်တော်ဝိညာဉ်တော်ကဂျိုးငယ်ကဲလို့ဆင်းလာတယ် ကောင်းကင်ပေါ်မှာခမီးတော်အတန်၃ပါးတွေ့လား၃ပါးတွေ့တယ်။ဒါကြောင့်ဒီနေရာမှာသစုတီတော်ဘုရားသခင်မှာ၃ပါးရှိတယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်လက်ခံရတယ်အဲ့ဒါလိုယုံကြည်ရတယ်။ဒါကဒုရယအပိုင်းကိုရှင်းပြသွားတာ။သစုတီတော်ဘုရားမှာ၃ပါးပါဝင်တယ်ဆိုတာကျွန်တော်ရှင်းပြသွားတာ။တတိထာယမှာကဒီ၃ပါးပေါင်းမှဘုရားသခင်ဖြစ်တာမဟုတ်ဘူးနော်တီးခြားပြည့်စုံတဲ့ဘုရားသခင်ဖြစ်ကြပြီးမှတလုံးတဝါဖြစ်ကြပြန်တယ် နားလေပါစေနော်ဒါဒုတိယအပိုင်းဆိုတော့နောက်ဆုံးအပိုင်းတစ်ပိုင်းကိုဝင်ကအောင်မယ်အဲ့ဒါကတော့၃ပါးလုံးဟာဘုရားသခင်ဖြစ်တည်ခြင်းနံပါတ်၁ခမီးတော်ကြီးဘုရားသခင်ဖြစ်ပါတယ်ရှင်ဝံခရစ်ယာန်ခန်းကြီး6ငယ်29မှာထိုသားတော်ဒီခမီးတော်ဘုရားဤတစိမ့်ခတ်ခြင်းကိုခံတော်သူဖြစ်တယ်လို့ဖော်ပြတယ်ဒီမှာပါတွေ့လေခမီးတော်ဘုရားဒါကြောင့်ခမီးတော်ဟာဘုရားသခင်ဖြစ်တယ်အာမင်ဒုတိယသားတော်ယေရှုဟာဘုရားဖြစ်တယ်ရှင်ဝံခရစ်ယာန်ခန်းကြီး1အငယ်1ကနေ14ထဲမှာ ကျွန်တော်နှစ်ချက်ကိုဖတ်ပြမယ်နော်ရှင်းဝိုင်ခရင်ခန်းကြီးတစ်အငယ်တစ်နဲ့အငယ်၁၄အစအူနိုင်နှုတ်ကပတ်တော်ရှိနှုတ်ကပတ်တော်ဒီဖရာသခင်နဲ့အတူရှိနှုတ်ကပတ်တော်ဒီလည်းဖရာသခင်ဖြစ်တော်မူ၏နှုတ်ကပတ်တော်ဒီလည်းလူဇာတိကိုခံယူတယ်လို့ဖော်ပြတယ်။ဒါကြောင့်အစအူမှာနှုတ်ကပတ်တော်ရှိတယ်နှုတ်ကပတ်တော်ကဖရာသခင်ပါတဲ့အဲ့ဒီနှုတ်ကပတ်တော်ကလူဇာတိလာခံတယ်တဲ့။ဒါဆိုရင်လူဇာတိလာခံတဲ့သူဘယ်သူပဲရှိလဲယေရှုခရစ်တော်ပဲရှိတယ်။ဒါကြောင့်ရှင်ယောဟန်ခရစ်ဝင်ခန်းကြီးတစ်အငယ်တစ်မှာသခင်ယေရှုခရစ်တော်ဒီဖရာသခင်ဖြစ်တယ်ဆိုတာ ပေါ်ပြထားတာရှင်းရှင်းလင်းလင်းတွေ့ရတယ်။ဒါကြောင့်သားတော်ဒီဖရာသခင်ဖြစ်တယ်။နံပါတ်3တန်ရှင်တော်ဝိညာဉ်တော်ဒီဖရာသခင်ဖြစ်တယ်။တမန်တော်ဥတုခန်းကြီး9ငယ်3ကနေ4မှာ ပေသူကလည်းအာနနိတင်ဒီတန်ရှင်တော်ဝိညာဉ်တော်ကိုလဲစား၍မြေကိုရောင်းတော့အဖိုးဤတပို့ကိုထင်ဝက်မြေအကြောင်းစာတန်ဒီတင်းဤစိတ်နှလုံးကိုအဘဲကြောင့်ပြည့်စေရသည်နည်းဆိုပြီးမှပေသူကနောက်စကားတခုပြောလိုက်တယ်ဘလို့ပြောလဲဆိုတော့ လူကိုယ်တော်မှုသားပြောပြီးမဟုတ်တဲ့ဖျားသခင်ကိုလည်းမှုသားပြောပြီးဟုပေတရုဆို၏တဲ့ပေတရုကအာနဏိကိုဘလို့တုံသင်လဲဆိုတော့ဖျားသခင်ကိုနေဘာလို့မှုသားစကားပြောတာလဲတဲ့အဲ့ဒီဖျားသခင်နဲ့တန်ရှင်တော်ဝိညာဉ်တော်တွဲမှပြောထားတာကျွန်တော်တွေ့ရတယ်ဒါကြောင့်ဒီနေရာမှာရှင်းရှင်းလင်းလင်းကျွန်တော်တို့သိရတာကတန်ရှင်တော်ဝိညာဉ်တော်ဒီဖျားသခင်ဖြစ်ကြောင်းပေတရုကအခိုင်အမာပြောဆိုနေတာဒါကြောင့်၃ပါးတည်းကတန်ရှင်တော်ဝိညာဉ်တော်ဒီဖျားသခင်ဖြစ်တယ် တနည်းအားဖြင့်ကယ်တင်ခြင်းကိုခမည်းတော်ဖရာကစီစဉ်တယ်။သားတော်ဖရာက ဖြည့်စည်တယ်။ဝိညာဉ်တော်ဖရာကဆက်ပြီးမှလှုပ်ဆောင်တယ်။ဒါက၃ပါးလုံးဒီဖရာသခင်ဖြစ်ကြောင်းကျမ်းစာအခြေပြုတက်တည်တွေပဲဖြစ်ပါတယ်။တတိထာရမှာကကျွန်တော်တို့ဖတ်နေတဲ့တမန်ကျမ်းစာဟာ၃ပါးသစုအကြောင်းကိုရှင်းလင်းထားတဲ့စာအုပ်မဟုတ်ပါဘူး။ဒါကြောင့်ကေတင်ချင်းကိုအဓိကရှင်းလင်းထားတဲ့စာအုပ်ဖြစ်တဲ့အတွက်ကြောင့်၃ပါးတစုကိုအကုန်လုံးနားလည်မှကေတင်ချင်းရမယ်လို့မဆိုလိုဘူးနော်မဆိုလိုဘူး သုံးပါးတစုကိုအခုထိပြည့်ပြည့်စုံအောင်ရှင်းပြနိုင်တဲ့သူလည်းမရှိသေးပါဘူး။ဒါပေမဲ့ခရစ်ယာန်အသက်တာယုံကြည်မှုတည်ဆောက်တဲ့အခါမှာလမ်းမမားဖို့တော့ဒီအရာကအင်မတန်အရေးကြီးတာမို့ကျမ်းစာကပေါ်ပြထားသလောက်ကျွန်တော်တို့ခံယူရမယ်။ဒါကိုမယုံကြည်တဲ့သူဟာသုံးပါးတစုရဲ့ခံယူရည်တည်ချက်ကိုမယုံကြည်တဲ့သူဟာခရစ်ယာန်လို့တောင်ပြောလို့မရပါဘူး။အယူလွဲလို့ပဲသတ်မှတ်လို့ရမယ်။ ဒါကြောင့်ခရီးယန်တို့ရဲ့အခြေခံယုံကြည်ချက်မှု၃ပါးတစုရဲ့အခြေခံယုံကြည်ချက်ကိုလုံးဝအခြေခံနဲ့အခြေခံခိုင်မာဖို့လိုတယ်ဆိုမှကျွန်တော်ခွားပေးနေဏိကုံချုပ်လိုက်ပါတယ်အတူကဆုတောင်းရအောင်ဂျေစုတင်တဲ့ကိုတော့ဒီကနေ့မနက်မှာလဲ၃ပါးတစုအကြောင်းအချင်းချင်းကိုကျွန်တော်တို့နှုတ်ကပတ်တော်အားဖြင့်ခံယူတိဆောက်သွားတယ်ကျွန်တော်အသက်တာထဲမှာဖရာသခင်ဒီ၃ပါးတစုဖရာသခင်ဖြစ်ကြောင်းဆက်လက်ပြီးမှတာ၍ဖွင့်ပြမှုကိုရစေပါတကယ်အသက်တာမှာတကယ်တိဆောက်စရာဖြစ်စေလေ မှန်ကန်သောယုံကြည်မှုနဲ့ယုံကြည်သွားနိုင်ဖို့ရဲ့ကိုတော်မဆပါမိကြောင်းယေရှုတော်ချီးမွမ်းလဲဆုတောင်းတဲ့ခါမှာကယ်တင်ပိုင်ရှင်ယေရှုခရစ်တော်နာမအားဖြင့်ဆုတောင်းပါသည်ဖဖေယားအာမင်တယောက်ချင်းစီတိုင်းကိုဖျားရှင်တာပြည့်ကောင်းချီးပေးပါစေတော်